ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာနိုင်ငံတကာကနေပြီးတော့ဟုတ်လားလာပြီးတော့ကူညီနေကြတယ်အယံကိုဝမ်းသာစေတာနော်အယံကိုကြည်နူးစေရတယ်ပေါ့လေအယံကိုလည်းကျေးဇူးတင်ကျွန်တော်မြန်မာနိုင်ငံမှာဟုတ်လားကျွန်တော်တို့လူဖြစ်ကြတဲ့ကဟာတဘာဝဘီဇိုးတွေအချိန်ချင်းကြာရောက်ခဲ့တယ် တခါမှနိုင်ငံတကာတွေဝုလုံမျိုးကူညီတာကိုကျွန်တော်တို့မတွေ့ခဲ့ဘူးယနေ့ဖြစ်လက်ဖြစ်လာတဲ့ဟလာတဘာဝဘီငလျင်ကြမှာเนาะအခုနိုင်ငံတကာဝင်ရောက်လာတယ်တကယ်အင်အားကြီးနိုင်ငံတွေရောဟလာအင်အားငယ်တဲ့နိုင်ငံတွေရောနိုင်ငံပေါင်းစုံဝိုင်းဝန်းကူညီပေးလာတာအရင်ကကျွန်တော်တို့ဝမ်းသာစရာကြီးနဲ့ကြည်နူးစရာကြီးဟလာကျေးဇူးအရန်တင်တယ် အကြောင်းကျွန်တော်တို့ပြောခြင်းဒီနေရာမှာမြန်မာနိုင်ငံသားပါဆိုပြီးခံယူရတဲ့မြန်မာနိုင်ငံသားဆိုပြီးခံယူရတဲ့နိုင်ငံရဲ့အမျိုးရုပ်တွေနိုင်ငံရဲ့အမျိုးရုပ်တွေကထိုင်ဝမ်ပြဿနာကိုထိုင်ဝမ်ကိုပုံကြီးချဲ့ပြီးတော့ထိုင်ဝမ်ကိစ္စကိုပုံကြီးချဲ့ပြီးပြောနေကြတယ်လေ။တော့မင်းတို့ကောင်းနေသိချင်ရင်နိုင်ငံကြီးအကြောင်းကိုသိချင်မင်းတို့တေချာလေးလားကကနနာလေးလား ထိုင်ဝမ်တိုင်းပြည်ကထိုင်ဝမ်ဆိုတဲ့เนาะနိုင်ငံဆိုပြီးတော့ထူထောင်လာတာဟာလားကဘာကူလာကမကအတိမပြုတ်ပြီးပြီလားမပြုတ်ဝသေးဘူးလားဒါအောင်လဲမင်းတို့လေးလာမှာเนาะမင်းတို့အများကြီးလေးလာမှာเนาะသူတို့သူတို့တရုတ်မှာက one china လို့ပဲငကိုယ်တွေကအတိမပြုတ်လာတာဒါတွေမင်းတို့သိရအောင်เนาะ မင်းတို့ကမသိဘူးအာလူများကူညီတာကိုပြန်လွတ်တယ်လို့ပေးမဝင်ဘူးလို့ဘာလို့ညာလို့ပေါ့ပန်40ပြုံးတယ်နော်ဟိုကဘာကူလာသမကဇက်ခုံညော်မှာနော်သူ့ကိုနိုင်ငံအဖြစ်အသိမှမပြုပါဘူးထိုင်ဝမ်နော်ငါတို့မြန်မာနိုင်ငံကသေးသေးလေးစဉ်းစားကြည့်နောက်ပြီးတော့တန်ငင်းတမန်ငင်းငါတို့မြန်မာနိုင်ငံလည်းမရှိဘူးဒီလိုမျိုးပရိုက်တာလုပ်တယ်ဟေးဆိုတာကနော် ျွန်တော်စော်ကားကြီးပြောတာမဟုတ်ပရိုက်တာနိုင်ငံတွေလက်ကူညီပေးတာဟုတ်เนาะကျွန်တော်စော်ကားကြီးပြောတာမဟုတ်ဝင်လာတဲ့တိုင်းကြီးတွေအများကြီးရှိတယ်ကျေးဇူးတင်လက်ကူညီပေးတာအဲ့ဒီအနောက်ွယ်မှာအဲ့ဒီကူညီရင်းနဲ့အနောက်ွယ်မှာတို့တိုင်းကြီးအတွက်တို့ယဉ်ကျေးမှုအတွက်တို့ရဲ့အစားအသောက်ပုံစံမူကျင့်အနေအထားတို့ရဲ့ဒလီစရိုက်တွေဒါလေးတွဲဆက်လာဒါဥပမာတရားနဲ့ကျွန်တော်ထောက်ပြတယ် ဒါဘာကြောင့်ကျွန်တော်ဒီလိုပြောလဲလို့မေးရင်ဒီနေရာကနိုင်ငံတကာနိုင်ငံတကာလက်ဆုံးလာနော်နိုင်ငံတကာလက်ဆုံးလာဒီလိုမျိုးပွဲတွေရဒီလိုပွဲတွေရဟာလားအခုကျွန်တော်တို့မြန်မာနိုင်ငံကဝကြုံမူဦးမဦးမောင်းလိုင်းကဟာလားကျွန်တော်တို့ဝန်ကြီးချုပ်ကနိုင်ငံတကာကိုအကူအညီပေးဖို့ဟာလားသူထုတ်ပြီးတော့អော်လိုက်တဲ့အချိန်မှာကမ္ဘာကုလသမဂ္ဂကိုယ်တိုင်ဟာအစအမေရိကန်ကျန်တဲ့ တယုတ်တို့ဝက်စာတော့ထားပါကျွန်တော်တို့လည်းညီကိုလိုဖြစ်နေလို့ထိတ်ဆုံးသွားလာတယ်ဆိုတာနော်ကျန်တဲ့အခြားတိုင်းကြီးတွေအကုန်လုံးအသီးသီးဝင်ရောက်လာရဟုတ်လားနိုင်ငံတွေဟိုမှာဟိုဗါလဲအာဖရိကလိုနိုင်ငံတော်မှာသူတို့မလာနိုင်တော့ဟုတ်လားဘီနိုင်းလေးတွေကင်ပြီးတော့မြန်မာအတွက်ဆူတောင်းပေးကြတာဟုတ်လားဒီလိုမျိုးတွေရှိဒီနေရာဒီလိုနေရာမျိုးဟာနိုင်ငံလက်ဆုံးဒီလိုနိုင်ငံလက်ဆုံးတဲ့နေရာမှာအဲ့ဒီမှာဘာတွေဖလှယ်ကြလဲဆိုတော့ တနိုင်ငံနဲ့တနိုင်ငံသူတို့ရဲ့လူမျိုးမှုပုံစံတွေသူတို့ရဲ့စားပေါင်းမှုပုံစံတွေသူတို့နိုင်ငံရဲ့ရိုးရရင်ကျေးမှုတွေဟုတ်လားအလုံးချိန်ပြီးရင်အခုအခုပြမြန်မာနိုင်ငံဝင်လာတာဟုတ်လားကေဇေရီအတွက်ဟုတ်လားငလင်းငလင်းငလင်းနဲ့ဟုတ်လားတဘာဝဘေးဖြစ်သွားလို့အဲ့ဒီအတွက်ကေဇေဖို့ဆိုပြီးတော့ဝင်လာကြတယ်နော်သူတို့လုပ်ငန်းအချင်း ပြီးဆုံးသွားပြီသူတို့ရဲ့အားလက်ချိန်ကြိုင်နော်သူတို့နားနေတဲ့အချိန်ကြိုင်အဲ့ဒီမှာတနိုင်ငံနဲ့တနိုင်ငံဟုတ်လားကဲငါတို့ငါတို့နိုင်ငံမှာတော့ဘလို့အစားစာလေးတွေဘလို့စားတယ်ရောအစားကြီးမြီးကြီးဟာငါတို့တိုင်းပြည်မှာတော့ဟာလားဒီလိုမျိုးဥပစာလေးတွေဝတ်တယ်မင်းတို့ဝတ်ကြီးကြီးမင်းတို့နဲ့လိုက်လားဟုတ်လားယဉ်ကျေးမှုတွေဖလှယ်ကြရတယ်စားသောက်မှုတွေဖလှယ်ကြရတယ်အကုန်လုံးပေါ့တော့အစားစားရရဖလှယ်ကြဖလှယ်ကြရတယ်ဆိုတော့အခုဟာကဆိုဆယ်ခေတ်ဖြစ်သွားပြီဆိုဆယ်မီဒီယာခေတ်ဖြစ်သွားပြီ ဆိုရှယ်မီဒီယာခစ်ဖြစ်သွားတဲ့အတွက်လူတိုင်းမှာဖုံးပါဖုံးပါတဲ့ခါကျတော့အကောင်လုံးဗီဒီယိုတွေရိုက်တယ်ဟုတ်လားဗီဒီယိုတွေတက်ဆိုင်ရနိုင်ငံတွေကအကောင်လုံးဗီဒီယိုရိုက်ကြတယ်ရိုက်ပြီးရင်ဒါကမ္ဘာကိုတင်လိုက်တာအာဒါဘယ်နိုင်ငံကဘယ်အာဒီပုံစံလေးကဘယ်နိုင်ငံကအရန်ကောင်းတယ်အစင်းဆုံးပြောရင်ဒီလိုနေရာမျိုးမှာကိုယင်ကျင်းမှုတွေကိုရဲ့မိခင်ရဲ့ယင်ကျင်းမှုတွေမိခင်ရဲ့စားသောက်မှုနေထိုင်မှုဘာညာအကောလုံးကိုလာပြီးတော့ဒီလိုမျိုးဟုတ်လား ဒီဘက်မှာလည်းကောင်းတာလုပ်ပြီးတော့ဒီဘက်မှာလည်းကိုတိုင်းကြီးအတော့အကျိုးစီးမဲ့အလုပ်ကလေးတွေပါသူတို့ကတွဲဆက်ပြီးတော့လုပ်သွားကြတာဒါဓမ္မတာပဲရိုးရိုးပဲဒါပုံမှန်ပဲနော်ဒါဒီလိုပုံစံဆိုတာဒါပုံမှန်ပဲဒီနေရာမှာဟုတ်လားထိုင်ဝမ်ကစပြီးလာကလေးကနိုင်ငံကိုစားပြုနေလားဟုတ်တော့လားအခု BNN ဝင်လာတယ်ဗျာမြန်မာအလံရယ် BNN အလံရယ်ထောက်ပြီးလာတယ်နော် အရှင်းဆုံးပြော BNL ပြဿနာမကြီးသူတိုင်းကြီးနော်ကိုရဲဟာလာသူတိုင်းကြီးကမ္ဘာကူလာသမဂါလာအတိမပြူတာရဲ့တော့သူတိုင်းကြီးအလန်နဲ့ကိုနိုင်ငံအလန်နဲ့ဒူပြီးတော့ဝင်လာတာနိုင်ငံအတွက်ဝင်လာကြတာပြဿနာမရှိဘူးဘာကြောင့်လဲဆိုတော့သူကကမ္ဘာကူလာသမဂါအဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်တယ်ထိုင်ဝမ်ကကမ္ဘာကူလာသမဂါအဖွဲ့ဝင်နိုင်ငံလည်းမဖြစ်သေးဘူးနော်ကမ္ဘာကူလာသမဂါကလည်းအတိမမပြူသေးဒီလိုမျိုးဖြစ်တာဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့ तू ကဟာလာအဲ့ဒါကိုကြုံလို့ပြီးတော့ ဟာနိုင်ငံကိုစားပြုနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုဝင်လာတာအခုဂျပန်ဆိုရင်ဗျာဂျပန်ဝင်လာမယ်ဂျပန်ဝင်လာတာဂျပန်နိုင်ငံကိုစားပြုလဲမလာဘူးလူမှုအဖွဲ့အစည်းပုံစံမျိုးနဲ့ဝင်တယ်တကယ်လို့ဟောင်ကောင်ကလူမှုအဖွဲ့အစည်းပုံစံမျိုးနဲ့ဝင်မယ်ဟိဆိုရင်ကျွန်တော်တို့ဘာမှပြောစရာလည်းအကြောင်းမရှိဘူးဒါနိုင်ငံတော်အစိုးရအနေနဲ့ဘာမှပြောစရာအကြောင်းမရှိလူမှုအဖွဲ့အစည်းပုံစံနဲ့လာမယ်အစင်းဆုံးပြောကသူကနိုင်ငံပုံစံနဲ့ဝင်ဒီနေရာမှာကျွန်တော်တို့တိုင်းပြည်ကနေပြီးတော့နိုင်ငံတော်အကြီးအကဲတွေကနေပြီးတော့ ဝင်ခွင့်ပေးလိုက်မယ်ရှိဆိုရင်နော်ကမ္ဘာကုလသမဂ္ဂတော်မှာအတိမမပြုတ်ခါတာနော်အတိမမပြုတ်ပြီလားဒါကိုကျွန်တော်တို့တိုင်ပြည်ကဘာမို့လို့လဲနောက်ပြီးတော့တန်ငင်းတမန်ငင်းုံကြည့်ရအောင်ကျွန်တော်တို့တိုင်ပြည်နဲ့ငိုတဲ့တန်ငင်းတမန်ငင်းဘယ်လောက်ရှိတယ်လဲဒါမျိုးတွေကြည့်ရအောင်နော်တန်ငင်းတမန်ငင်းလည်းဘာမှထွေလူမရှိဘူးဒီလိုပြောလို့ဟုတ်လားတချို့ကပြောတယ်တရုတ်ကိုကြောက်လို့တရုတ်ကလည်းဘာမှမပြောဘူး ်တရုတ်ကပြောပိုင်ခွင့်လည်းမရှိဘူး तू လဲ तू လို့ तू လောက်တာနော်အခုတက်ခဲ့လေနော်တရုတ်ကလည်း तू လို့ तू လောက်တာနော်တရုတ်ကပြောပိုင်ခွင့်မရှိဘူးအစင်းဆုံးပြောရင်ဆုံးဖြားမှာကျွန်တော်တို့တိုင်းကြီးကလူကြီးတွေဆုံးဖြားဆုံးဖြားမှာဒါအရေးကြီးဆုံး main point ပဲအဲ့ဒီကြောင့်မို့လို့အစင်းဆုံးလက်ကူမေး လူကူပေးခြင်းနဲ့စိတ်ကိုကျွန်တော်တို့ဝမ်းသာတယ်လက်ကမ်းကြိုးစို့တယ်အဲ့ဒီနောက်ွယ်မှာနိုင်ငံရေးအဆုတ်ရှင်လေးတွေဟာကြံနေတဲ့အခါကျတော့เนาะကျွန်တော်တို့အဲ့ဒါလေးတွေကိုနည်းနည်းဒါတွေကဘလို့လုံးဝမလဲဆိုတာဒါနိုင်ငံတော်ရဲ့အကြီးအကဲတွေအများကြီးသိတယ်เนาะတရုတ်ကလည်းနှောက်ဆက်တာတို့ဟန့်တာတို့ဟုတ်လားဒီလိုလောက်တာတို့သူတို့မှမရှိခဲ့ဘူးเนาะ မင်းတို့ကောင်နေပြောပြောနေတယ်နော်တရုတ်ကဟုတ်လားကျွန်တော်မြန်မာနိုင်ငံအပေါ်မှာမကောင်းဘူးမှန်ပါတယ်တရုတ်တွေမကောင်းဘူးကျွန်တော်တိုင်းပြည်ဟုတ်လားတရုတ်တွေအများကြီးဝင်ရောက်လာတယ်ဟုတ်လားပြည်စီအပေါ်သားတွေထည့်လာတယ်ဟုတ်လားတမိုင်းတဆောင်မြန်မာပေါ်ဒုက္ခတွေအမျိုးမျိုးပြီးခဲ့တယ်ဟေးဆိုပေမဲ့ကျွန်တော်တို့တမိုင်းမှာပြန်ခံကြည့်ကြည့်မြန်မာနိုင်ငံကိုအရေးယူဖို့ကမ္ဘာကူလာသမဂ္ဂကိုအစိုးတွင်တင်းတဲ့အချိန်တိုင်း အချိန်တိုင်းအချိန်တိုင်းကိုတရုတ်ကဗီယိုအာနာသုံးပြီးတော့ပယ်ချခဲ့တာခင်ဗျားတို့အဲ့ဒါတွေသတိမူပါဟုတ်လားမြန်မာနိုင်ငံအတွက်တရုတ်ကအမြဲတမ်းကာပါနေခဲ့တာနော်ဒါလေးတွေသတိမူပါနော်ကျန်တဲ့အပိုင်းတွေကတော့ကိုအုံဟောင်းတွေနဲ့ကိုစဉ်းစားပေါ့ဗျာဒါကျွန်တော်တရုတ်ကိုဟိုရင်းကြည့်ပြီးတော့တာလွန်ပြီးတော့ကျွန်တော်ပြောပြနေတဲ့စကားမဟုတ်နော်ကျွန်တော်တို့လည်းအစင်းဆုံးပြောရင်ကြိုက်လားလို့မေးကြိုက်တဲ့ဘက်မှမပါဘူး เนาะใจได้มามันบ่าวနောက်နောက်တဲ့ပြဿနာတခုเนาะမင်းတို့ပြောနေတယ်ဟလားမင်းတို့အန်ယူဂျီကဟမ်အန်ယူဂျီကပြောတယ်မင်းတို့အန်ယူဂျီကနေတော့အဆိုတင်သွင်းလာတော့ပါတော့အမေရိကန်ဟမ်ငွေကြီးတွေရတာလားနော်ရတာလားလုံးလို့ရတာလား ဟာအခုမြန်မာလက်စီအစိုးရကိုမလူဖို့မပြောတာဒီပါဒီဟမ်မင်းစင်းလားဒါဖြစ်သင့်တဲ့အရာလားဖြစ်နိုင်တဲ့အရေးချင်းစီလားအခုမင်းတို့အထင်မကြီးတဲ့နာဇာကအစိုးရဟမ်တချက်អော်လိုက်တယ်ဟာကျွန်တော်တို့တိုင်းပြည်မှာအခုလိုမျိုးဟာသဘောပြီးကြားရပါတယ်ကြားရတော့ကျွန်တော်တို့တိုင်းပြည်ကိုကူညီပေးကြပါဆိုပြီးတော့អော်လိုက်တဲ့အချိန်မှာချက်ချင်းအုံနဲ့ကျင်းတဲ့ ငွေအားလူအားစေဝိုင်းဟုတ်စားနေရိတ်ခအကုန်လုံးအပြည့်စုံနဲ့လင်းရင်နေလင်းရင်နေလင်းရင်နေအမျိုးမျိုးရောက်လာကြတာမင်းတို့စဉ်းစားလေကွာဟုတ်လားဒါကနိုင်ငံတကာကလက်ရှိနော်နာဆာကအစိုးရကိုအတိမတ်ပြုတ်သလားမပြုတ်သလားဟုတ်လားဒါကမင်းတို့စဉ်းစားတတ်အောင်နောက်ပြီးတော့ဟမ်မင်းတို့တွေអော်နေရတယ် လင်းရင်ကဟုတ်လားမန္တလေးကိုမဆိုင်ပဲနဲ့နေပြည်တော်မှာပဲဆိုင်တယ်ဆိုပြီးတော့ဟုတ်လားမင်းတို့တဖက်မှာတပုတ်လေးလွှင်းနေပြောတယ်နော်အဲ့ဒီဘက်မှာဒုက္ခတဲ့ဟိုဒုက္ခရောက်နေလူတွေကူညီကယ်ဆယ်ဖို့နောက်နေရပေါ့ဟုတ်လားနေပြည်တော်မှာပဲဖြတ်စာလက်စာလုပ်ပြီးတော့ဟုတ်လားပြီးတော့မှဒီဘက်ကိုလာဖို့ပါညာမင်းတို့စဉ်းစားလေကွာအဲ့ဒီမန္တလေးမှာငလင်းအကြီးကြီးဖြစ်သွားတာဟုတ် ိမ်အလုံးတရာမှာငလင်လောက်သွားတာအိမ်အလုံး60လောက်ပြူသွားတယ်ကျန်တဲ့အလုံး20ရလဲလူနေလို့မရဘူးမင်းတို့စိတ်တွေကဘာလဲမင်းတို့ယူရမှာမောင်းတဲ့နွားလဲတွေစိတ်ကားတွေစီးပြီးတော့လာတာမဟုတ်ဘူးတွေးတဲ့ခြုံချားမှာထိုးရလို့မရဘူးနားလဲလားပြောတာဟမ်မင်းတို့ယူရနွားလဲတွေစိတ်ကားတွေဆိုရင်တော့နင်းလာမယ်မောင်းလာမယ်ဟဲ့နွားဆိုမောင်းလာပြီးခြုံ ခြုံသားတွေးလို့ရှိရင်ကောက်ရက်ပြီးတော့ဟာလားလုံးချင်တာလုံးလို့ရတယ်စိတ်ကားဆိုလည်းဒီတိုင်းပဲနင်းလာမယ်လမ်းပြောက်သွားတယ်ခြုံလဲကောက်ထိုးထဲပြီးတော့ဟာလမ်းဆန်းလမ်းဆင်းဆောင်မယ်ဒီလိုလုံးလို့ရတယ်အခုကနိုင်ငံသားနေပြီးတော့ဟာလားသူတို့ရဲ့တံမိုးကြီးတဲ့လင်းရင်နေနဲ့တံမိုးကြီးပစ္စည်းတွေဟာလားအများကြီးပါလာဒီလိုမျိုးဟာလားငလျင်ဘေးပြင့်သွားတယ်နော်လင်းရင်နေလင်းရင်ကွင်းနေလဲအကုန်လုံးဆုတ်ပြတ်သွားတယ် ဘယ်နာမှလေရင်ဆင်းမလဲမင်းတို့ငွားလဲတို့ကြောင်းဟိုလာခြုံတွေးတယ်ခြုံခြုံတွေးတယ်ခြုံငားမှကပ်ပြီးတော့ထိုးတာလုံးရဘူးဟုတ်လားစိတ်ကားတွေလိုမျိုးဟိုလာလမ်းဘေးမှာထိုးတာလုံးမရဘူးဆိုတော့လေရင်ဝင်ကောင်းကောင်းကတို့ဆင်းရမယ်လေရင်ခွင်းကောင်းဆိုတော့အနိစ္စဆုံးနေပြီးတော့ပဲရှိတယ်နေပြီးတော့မှတို့ဆင်းတယ်ဆင်းပြီးကဲသွားမယ်ဟမ်ညီပြင်းရသွားမယ်မင်းတို့ကပြောတယ်လမ်းဟောင်းနေဘလို့ပေါ့ဘာညာလမ်းဟောင်းမှာဒီကောင်တွေကအခုပေါ်နေတဲ့ ဟုတ်လားပြည်တွင်းတဲ့ကပရိဒအဖွဲတွေကိုဟမ်ပရိဒအဖွဲတွေကိုမိုင်းခွဲတာတွေဟုတ်လားဒီမှာပါဝါတဲ့ပစ္စည်းတွေကိုဟုတ်လားသူတို့ရိတ်တာအဖြစ်ဟုတ်လားဒီ PDF ကခွင့်မပြုလို့ဆိုပြီးတင်ဆဲသွားတာတွေတိုက်ပွဲတွေဖြစ်နေတယ်နော်ဒါကိုဘလို့သွားမှာလဲမင်းညာလဲအေးတရာတရာဘောအကြောင်းကျွန်တော်ပြောသေးတယ်ဟမ် တရားဆိုတာဒီမှာငလင်ဖြစ်သွားတယ်ဗျာမြေတွေနှိမ့်နေတယ်ဟုတ်လားအရင်တော့ဆိုရင်ကဇက်တိုက်သွားလို့ရတယ်အခုကဒီတရားရဲ့ကြံ့ကြိုင်မှုဘယ်လိုဒီခံနိုင်မလဲငလင်ရဲ့ဇက်တိုက်လုံးနေတာဟုတ်တာလားဖေးချင်းပြုံမှန်းသိဘူးဘူးကလည်းတိုက်တာလို့မရအောင်တဘာဝပြီလက်ရှိချင်းဟုတ်လားဒီလိုဖြစ်နေတယ်ကိစ္စကြီးကိုဒါကိုတစည်းချင်းဖြည်းဖြည်းချင်းသွားနေရတယ်နော်အဲ့ဒီလမ်းဟောကသွားတော့လဲဒီတခိုးချိုးရံနေကိုလဲကြောက်ရတယ် ပြီးတော့လူများတိုင်းပြည်ကနေဝင်လာကြတာเนาะကိုနိုင်ငံမှာလည်းမဟုတ်စဉ်းစားတောင်ယူတောင်ခံမှုလောက်ရတယ်မင်းတို့တွေကတော်ရဲနေတော့ပေါ့လို့ပဲလားတွေ့တယ်တွေ့တယ်တနနဲ့ကောင်းဖြစ်တယ်အခုပေါ်မဲ့ရောက်လာတဲ့လူတွေကလက်နဲ့ခဲရမပါဘူးသူတို့မှပါတာဆေးဝါးတွေစားနေရိတ်ခါတွေဟုတ်လားလူတွေကယ်ဆယ်ဖို့ခိုးကြီးတွေဆက်ရန်တရားတွေဆေးဆေးရုံမျိုးတိဆောက်ဖို့အောက်ဆီဂျင်တွေပါများ ဒီလိုမျိုးဓာရီပဲပလာတာလက်နက်ခဲမပါဘူးဟမ်ဓာရီကိုမင်းတို့နားလေဖို့သိနေမင်းတို့ဘေးတိုင်းဘူးပြောစကားမျိုးမပြောနဲ့သိလားဘေးတိုင်းဘူးပြောစကားမျိုးမပြောနဲ့နော်နော်ဘီဒီနေ့ကျွန်တော်တွေ့တယ်ဗျမန္တလေးဘက်မှာရှင်တော်လှဲနေတာဟမ်ရှင်တော်လှဲနေတယ်ရှင်တော်လှဲနေတာ ပြီးတော့ဘောက်တွေနဲ့နော်မြန်မြန်ဆန်ဆန်နဲ့ကောမှုကုသိုလ်လောက်တာကျွန်တော်တို့ဝမ်းသာပါတယ်နော်ကောမှုကုသိုလ်လောက်တာကျွန်တော်တို့ဝမ်းသာသင်္ကန်းစီးတာသာသနာပေါင်းဝင်ကျွန်တော်တို့တာလူခေါ်တယ်အကျဉ်းကျဉ်းတာလူခေါ်တယ်ဝမ်းသာဒိုင်းပဲဗျာကျွန်တော်တို့တိုင်းကြီးလုံးတောကပင်လေဝင်နေတယ်မျက်ရည်တွေပင်လေဝင်နေတယ် နိုင်ငံတကာမနေနိုင်လို့လက်ကူညီနေတဲ့အချိန်မှာခင်ဗျားတို့ဒီလိုပွဲမျိုးမလုပ်သိဘူးဗျာသိလားအချားတိုင်းရလဲမဟုတ်အဲ့ဒီမန္တလေးတိုင်းရဟင်ခင်ဗျားတို့စဉ်းစားလုပ်သိလားမလုပ်သိလားမဟုတ်လားခင်ဗျားတို့ကအလူကိုအလူလောက်တာဂုံပကာသနာတွေထုတ်ကြွားခြင်းလို့လားဟမ်အချိန်နေရဲ့အချိန်ခါရဲ့ခင်ဗျားတို့ကြည့်ပါ ခင်ဗျားတို့ဒီစင်ပြူဝဲကိုမလောက်အောင်လို့ကျွန်တော်ပြောတာမဟုတ်ဘူးသင်ငန်းစီးတယ်ကြီးဆိုတာနော်သင်ငန်းစီးတယ်ဆိုတော့ခင်ဗျားတို့လည်းဘုရားပါလာကြီးသင်ငန်းပြေးခဲ့ရအပြည့်ဆုံးနဲ့ဖုံးကျော်သွားပြီဖုံးကြီးကသင်ငန်းတောင်းပြီးတော့ဟုတ်လားတိမ်တိမ်ဝင်လိုက်ရင်ရဟန်းရဟန်းဖြစ်ပြီသင်ငန်းပြေးကအပြည့်ဆုံးနဲ့ဟုတ်လားသင်ငန်းတောင်းလိုက်ရင်ကိုရင်ဖြစ်ပြီဟမ်ဖျားစင်လက်ထဒါမျိုးကြီးမရှိဘူး နော်ခင်ဗျားတို့ဒီလိုပွဲလန်းသမင်လောက်တာကိုကျွန်တော်ကဟုတ်လားမကြိုက်လို့ကာပြီးတော့ဟိုတယ်မနစ်မြို့လို့ပြောတဲ့စကားမဟုတ်ဘာလိုက်ပွဲလန်းသမင်ဒါမြမရဲ့စစ်ထုံးအမူလားဟိုစစ်ထုံးအစင်းလားဟုတ်လားဒါလောက်တာကိုကျွန်တော်ကဟုတ်လားဖျက်လို့ဖျက်စီပြောတဲ့စကားမဟုတ်ယနေ့အချိန်နေယနေ့အချိန်ခါတတိုင်းကြီးလုံးနော်တော့ကပင်လေဝင်လေလို့ လူများတိုင်းကြီးတွေကနေပြလာပြီးတော့ကူညီနေရတဲ့အခြေမှာခမားတို့ရဲ့ဂုံပကာသနာတွေဘေးဖယ်ပြီးတော့ခမားတို့ကောင်းမှုကုသိုလ်တွေလုပ်စီချင်အယောင်များစိတ်ပြတ်ဖို့ကောင်းတယ်ကျွန်တော်မြန်မာနိုင်ငံညီရတွေ့ရတချမ်းမှဟိုမျက်စိထဲမှာအဆင်မပြေနေဘူးနောက်ပြီးတော့ကုံစင်းနှုံးနေကုံစင်းနှုံးနေတတ်တာမသမာလောဘတွေတတ်နေတာဒါတွေလည်းကျွန်တော်တို့တွေ့ရတယ် ဒါမျိုးတွေမဖြစ်သင့်ဘူးဗျာ